မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BN ရဲ့ပေါင်းမှာကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျွန်မໃຊမိတဲ့ဝိထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်။ဆ iam မမမအင်ရရဲ့အိမ်နီးချင်းဆိုတဲ့ဝိထုလေးပါ။မြတ်တာရက်ခံခြင်းနာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။အိမ်နီးချင်း မောင်ကြီးခိုဘက်နှစ်အိမ်ကျော်မုံဟင်းကားကြွေးတယ်လားဖိတ်တယ်မောင်ဝင်သွားလိုက်နော်ဟာမောင်နောက်ကျနေပြီအေးပဲသွားလိုက်ပါနော်ဒီနားလူတွေနဲ့ရင်းနှီးတော့အောင်မိမဆိုတော့ပိုကောင်းတာပေါ့ကျမတို့ဒီရက်ွက်ကိုပြောင်းလာဒီမှာတိတ်မကြသေးပြီအနီးနားမှာလူများနှစ်လည်းမရင်းနှီးလာသေးကျမတို့လည်းစကားနှဲ၍သူတို့ကလည်းအရေးကဲကြည့်၍အဝေးမှသာအကဲခတ်နေကြဟန်တူသည်ဖြင့်သစိမ်းများတပွဲဖြစ်နေကြရသည် တကယ်တော့ကျမသည်အယောတဝင်ဆက်ဆက်ဆုဆုနေတတ်သူများကိုနှစ်သက်သူမဟုတ်ပေ။တီလိုရက်ွက်မျိုးတွေနေလင်ထို့သူဆက်ဆက်ဆုဆုရောရောနော်နော်ဖြစ်လာမျိုးသိသဖြင့်အစကပင်ခက်မှန်မှန်နေသည်ဟာကောင်းမည်ဟုယူဆမိသည်။သို့တော်လူပတရားအရာတာမှုနာရေးကိုတော့ဆောင်ရွက်ရပြီမည်။ကျမအလူအင်ကိုရောက်ချင်ဝယ်လူအတော်ဆုံနေပြီ။နောက်ကြမှလည်းဝင်လာလူကလည်းမျက်နှာသစ်ဖြစ်သဖြင့်အားလုံးလူလူကကြည်နေကြသည်။ ိမ်ရှင်မားနဲ့တူသူကကျမကိုနေရာပေးရင်ဖိတ်ခေါ်၏ကဖေးဝိုင်းနဲ့ထိုင်နှင်းသူအမျိုးသမီးတဦးကဥစွာကျမလူညိုတေးသေးချာချာစိုက်ကြည့်ရင်စကားဆ ãi ဒေါ်လာငိုင်တို့အိမ်ကိုပြောင်းလာတာမဟုတ်လားဟုတ်ကဲ့ဘယ်ရပြောင်းလာတာလဲရန်ကုန်မြို့ထဲရပါဩမြို့ထဲမှာဘာလို့မနေတာလဲတယောက်ကကြားဖြတ်မိလိုက်သည်ကျမကအလိုက်တဲ့ပြန်ဖြေနေရ၏မျက်နှာကိုလည်းအချိုဆုံးပြုံးထမိ၏ ဒီလူတွေကအရှိတဖြင့်ဆက်ဆံရမည်သူများမဟုတ်ပါလား။မြို့ထဲမှာနေတာကလက်ထက်ပြီးအိမ်ရှာလို့မရသေးတာနဲ့ခဏနေတာပါ။အတိအိမ်လားမဟုတ်ပါဘူး။ကျမကျမရောက်ခမဒီအိမ်မှာဟုတ်လားဟိုမှာဘာလို့မနေတာလဲရောက်ခမနဲ့မတည့်လို့လားဖះရီဒီလိုဒဲတို့ကြီးမေးလိုက်မည်ဟုကျမမထင်အမတ်တမဲအချောင်းတိုက်ဆိုင်ယူလဲကျမမျက်နှာပြက်သွားမိသည်မမဟုတ်ပါဘူးဟိုမှာလူများတို့ပါကိုယ့်ရင်နဲ့ကိုယ်လဲတတ်တတ်နေချင်တာနဲ့ တင်းများဆက်စုလာကြသည်မို့ကျမကြကြမနေချင်တော့ပါမုံစားပြီးအိမ်မကလေးငယ်ရှိနေလို့ဟုဆိုကမြန်မြန်ပြန်လာခဲ့ရတော့သည်ဒီလိုဆက်ဆက်စုစုလူတွေနဲ့ကြာရှည်နေလို့ဖြစ်ပါမလားဟုကျမစိတ်ပူမိမဖြစ်တော့လဲဖြစ်အောင်ကြိုးစား၍နေရပေမည်ရန်ကုန်မြို့မှာအိမ်ရှာရသည်ကအခက်သာကျမတို့လက်မထက်ခင်ကတည်းကအိမ်ရှာကြသည်မှာယခုကလေးတယောက်ရပြီးตาလေးလေးလာရမှပြီးစိတ်တိုင်းကြအိမ်ကိုရတော့ဤ လမ်းပန်းအဆက်အသွယ်မကောင်း၍ရက်ွက်မတန့်၍အင်းအားမကောင်း၍စသဖြင့်မောင်ကစိတ်တိုင်းမကြခဲ့သလိုရေရှား၍အိမ်တော်နှခမ်းတွဲသုံးရ၍အိမ်ရှိမှရေချိုးရမည်ဖြစ်၍စသည်ဖြင့်ကျမကကြီးညာခဲ့သည်အိမ်ရှင်နေရာလဲလူတိုင်းကိုအိမ်ငါမတင်ကျင်ကြလူများသလားဘယ်နှစ်ယောက်လဲကလေးပါသလားစသဖြင့်ပြန်လဲစစ်စစ်သည်အိမ်လားကမှန်မှန်မရမှဆို၏ထင်ယောက်ျားကဘာလုပ်တယ်လဲဟုလဲမေးတတ်သည် ယခုမှစိတ်တိုင်းကြသည့်အိမ်လေးကိုတွေ့ခဲ့သည်အိမ်ကြီးစိတ်တော်လဲကျမတို့အိမ်ကတီးတန့်အိမ်လုံးဖြစ်၏အိမ်ရှင်ကတလန်းထဲမှာအိမ်တလုံးတက်တက်နေသည်သူတို့ကမူအေးဆေးပုံရ၏ကျမတို့လဲသားအမိ၃ယောက်အိမ်ပေါ်တော်ကြီးထဲမှာ၄ယောက်မှုလူများလှသည်ဟုမဆိုသာညီမကြီးတရားညီမရှိလားအိမ်ရှင်မခေါ်တန်ကြာ၍ထွက်ကြည့်မိရာ အိမ်တွင်ရောက်ခမနှင့်မတဲလို့လားဟုတိတိကျကျမေးခဲ့သောအတော်ကြီးကိုတွေ့ရသည်။အတော်ကြီးဆိုတော့လေပြုပြုပြင်ပြင်နုနုပြူပြူပင်ဖြစ်၏။သူကပြုံး၍အိမ်မေါ်တက်လာရင်ဘလော့စ်အင်ကြီးပုံစံလေးများရှင်ခဏလောက်ကွယ်။အိမ်ကတမိကချုပ်ချင်လို့တဲ့လေ။ဟုတ်ကဲ့ရပါတယ်တော်လားလေထိုင်မအောင်။ကျမဝိချီဝိကုံသာခေါ်လိုက်တော့လေသူကတကယ်ပင်တက်လာပြီးအိမ်ရှိခန်းတွေပဲမထိုင်။ကျမဝင်ခဲ့ရအိတ်ခန်းထဲထိလိုက်လာတော့သည်။ ကျမကမြ мян ကိစ္စပြီးစီရင်တက်တာထဲမှအင်ကြီးသုံးလေးတည်းထုတ်ပြလိုက်သည်။သူကအင်ကြီးမြောင်ရွေးဟန်ပြုရင်အိတ်ခန်းကိုမျက်စိဝေး၍အကဲခတ်၏။ကျမတို့မှအိမ်တော်တစ်ထူထောင်စားမှုအိမ်တော်ပြိပောကမရှိသေးပြီ။ဂရင်အပ်ထားသည့်ပင်မရွေးရသေးသည်မို့ကြမ်းခင့်၍အိတ်ကြသည်။သူ့အကြည့်ကြောင့်ကျမပင်မိမ့်မပြီးရှက်သွားမိ၏။ဘာမျှတော့မပြောမိချင်း သူနှစ်သက်ရအင်းကြီးတစ်ထည်ရွေးပြီးအိမ်ရှိပြန်ထွက်လာကထိုင်လိုက်သေးသည်ပြန်မိပုံမပေါ်သေးသဖြင့်ကျမကအိမ်ရှင်ပြီးပြီးစကားရှာပြောရပြန်သည်တတော်တို့အိမ်ကဘယ်နားမှလဲဒီခေါင်းရင်းအိမ်လေးကွယ်တီတော့မှပင်မနှက်မိုးလင်းလင်းကလေးတွေကိုအောင်ငေါ့စုပူနေသည်မှာသူပင်ဖြစ်မိဟုတွေးလိုက်မိကလေးရဲ့ဘဏ္ဍလားရှိပြီလေကလေးကိုမြှူရင်သူမကမေးသည်လေးလာပါ င်းရင်ထွားသားပဲသူ့ဖေဘာလှုပ်လဲလာကြည့်ပြီသူ့လမ်းစဉ်ဖြင့်သူ့ချီတက်လာကြည့်ပြီစာပုံနှိပ်တိုက်မှာလှုပ်ပါတယ်ဩဆက်သမားလားမဟုတ်ပါဘူးစာပြင်ပါဘာရဲ့စာစီသမားလားမဟုတ်ပါဘူးစာပြင်ပါစာပြင်ဆိုဒီကိုသူကောင်းကောင်းသိဖို့မပေါ်ပါကျမတို့အိမ်အခြေအနေကိုကြည့်ရလေသူအထင်သေးနေပုံရည်တကယ်တော့ကျမတို့အိမ်တွေမောက်အေးရချင်းကိုတီးနိုင်တော့ မောင်စာအုပ်စင်ကြီးကထီထီမာမာရှိနေတော့လေသူကစိတ်ဝင်စားဖို့မရပါမောင်ဒီမိဘပိုင်ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေသည့်အလုပ်ကိုဦးစီးလုပ်ကင်နေသည်ဟုလည်းကျမကမပြောမီလုပ်ငန်းကမိဘပိုင်မယ်ကိုရုနဲ့ဘာမှမဆိုင်ဘူးကိုကတာမန်လှုပ်သမားပဲဒါကိုအေးနားနဲ့ထားရမယ်မောင်ကတီတိုးပင်မကြာခဏပြောခဲ့သည်ပြီးကျောင်းဝါဒီကိုလည်းမောင်ကမုံသည်မိမပင်မဲမိမနဲ့မတူစရာဟုမောင်ကတင်သည် ကျမကမောက်မရသည်လူငါလာကဘလောက်ပေးရတလဲကျမကမောင်းလာကကိုဓာတ်ရိုက်မေးလာလိမ့်မည်ဟုထင်တော်လေမြအူကတဲ့တယ်မလားတစ်ဖက်မှာ꿰လာသည်40ပါအင်းပေးရမှာပေါ့လေကိုကွဲမရှိတော့လဲထားရမှာပေါ့ဒါနဲ့အေးညီမနမရဘသူအေးအေးပါအေးအေးယောက်ျားဝင်ဝေးတော့အကောင်းသားမလားဟုတ်ကဲ့မဆိုးလာပါဘူးသူကစားရေးဆရာလား ဆော့ဆော့ကစကားကိုဘဝင်ကြပုံမပေါ်သူတိလိုဒီကိုထပ်မီးပြန်သည်ဟုတ်ကဲ့စာလဲနည်းနည်းပပရေးပါလေသူဒီဆက်မီးရမျိုးမကောင်းတော့မှန်တိလာပုံရ၏ကလေးဟူသာမြူးနေသည်ခဏကြာလင်တမျိုးတဖုံစလာအုံးမျိုးကျမတိနေသည်စိတ်လဲပြက်ရည်လဲရည်ချင်နေမိ၏ထိုခိုင်မိဖို့ဆောင်မတော်ငရအေးအေးငါကဒီတိုင်းချက်မလားကြော်ပြီးမှချက်မလားကိုလှမ်းမေးသဖြင့် ခဏတော့ဟူဆိုကမိဖို့လည်းဝင်လာခဲ့သည်ကျမတော်တော်နဲ့ပြန်မထွက်ဘဲနေမှပြန်အောင်မဲဟေ့ဟူဆိုကသူပြန်သွား၏မိဖို့လည်းဝင်လိုက်မလာသည်မှာတော်သည်ရဲ့ဟူတက်ပြင်းချမိသည်မြောက်လက်နဲ့တော့ကလောက်လေးဝဲခဲ့ပါအောင်မောင်ကြီးဘာလုပ်ဖို့လဲအင်းရဲ့အင်းရှိဖနှက်ချွတ်တကားခတ်ဖို့လေအီးရရန်ကုန်မြို့လေရတိုက်ခန်းလို့တော့အမြဲခတ်ထားမလို့လားဒီလိုနေရာမှာဒီလိုတီးတန့်ကြီးလုပ်နေလို့ဘယ်ကောင်းမလဲအေးရဲ့ အားလုံးကဒီလိုပဲတကားဖွဲ့ပြီးနေကြတာပဲဒါရက်ွက်လေအလိုက်ထိုက်နေရမယ်ကျမကတော့ဆက်စုကြီးအကြောင်းပြောပြလင်လေမောင်ကဒီလိုပဲအလိုက်ထိုက်နေရမည်ဟုပြောဦးမှာမို့နောက်ထပ်ဘာမှမပြောမိတော့ပါတတ်နိုင်သမျှခက်အေးအေးနဲ့စကားနည်းနည်းနေခဲ့သည်အိမ်နီးနာချင်းမှန်သမျှပြုံးတန်ပြုံးပြောတန်ပြော၍မောင်ပြောသလိုအလိုက်ထိုက်နေလိုက်၏သို့တော်အလိုက်ထိုက်နေရသည်မှလည်းမလွယ်ကူပါဘူး အေးအေးရေးဈေးကိုလားဟုတ်ကဲ့မမနုဈေးချင်းထောင်းဆွဲ၍ထက်ခဲ့ပြီးနှစ်အိမ်ကျော်အရောက်တွင်ဒေါ်နုနုကနှုတ်ဆက်၏ဒေါ်နုနုဆိုတော့လေရုပ်ကသူ့လောက်မနုဟုတစ်ဖက်မှာဒေါ်ဆက်စုပြောပြထား၍နာမည်သိထားရသည်ဒေါ်ဆက်စုမှာကျမကပေးသောနာမည်ဖြစ်၍သူ့အမည်ကမတ်ရင်မြင်ဖြစ်သည် သူ့ကိုယ်သူမမတ်မြင်ဟုပြော၍ယခုတော့ကျမကလည်းမမတ်မြင်ဟုနှုတ်ကြိုးနေရပြီ။ ဈေးမသွားနိုင်လို့အေးရနုနုကိုကြက်တချမ်းလောက်ဝယ်ခဲ့စမ်းပါ။ကျမကခေါင်းငိမ့်ပြပြီးအိမ်ဘက်သို့ပြန်လှည့်ရပြန်သည်။ကျမဈေးသွားနှင့်ပတ်စံကိုဝယ်လောက်ယုံသာကန့်တက်၍ထည့်သွားလေရှိသဖြင့်အပူမပါပြီ။ပတ်စံပေးလိုက်မည်ပုံလည်းမပေါ်။တောင်းရမှလည်းမကောင်းတတ်၍ပတ်စံပြန်ယူရပြန်သည်။ကျမကမမတ်နုခေါ်တော်လေသူကိုယ်သူနုနုဟုသာပြောတော်တော်နုနုသည်ကြက်တချမ်းကိုစောင့်ယူ၍ပတ်စံပေးရန်ကိုမူတရားပုံမပေါ်။ နောင်နေများတယ်လည်းမပြီးထပ်ပင်မှလိုက်သေးသည်နောင်ကြမဩမေးလို့အေးကိုဈေးဖို့ပြရအောင်မဲဟုဆိုကငါချက်တန်တရထုတ်ပြီးသူမာဒီကငါချက်ဖို့မကားတော့တော်လဲကျမကအားနာ၍ဘာမျှမပြောမီသူကလည်းဘယ်၍ဘယ်မျှကြတလဲဟုမမေးကြည်နောက်ထပ်ဈေးမာဒီအခါတွင်မူမရခဲ့ဘူးနူးနူးကြီးဟုတ်တော့မိလာခဲ့ပြီစသဖြင့်ကျမကပြောင်းလိန်တော့သည်ယခုတော့ ကျမပင်အမှုရာကောင်းကောင်းလှုပ်တက်နေပြီ။အေးကြီးဘာဟင်းနေများချက်နေလဲ။ပြပြဆူဆူနဲ့နောက်ဖေးထိဝင်လာတော့မမြတန်းကိုတွေ့ရသည်။သူကကျမနဲ့ရွယ်သူဖြစ်၍တီနာတော်ဝိုင်းတွင်တော့တငယ်ချင်းလိုပေါင်းနေရသည်။စံသွားထုတ်လဲအတူတူနိုးမုံသွားထုတ်လဲအတူတူအဖော်ပြုနေရသူဖြစ်သည်။ကျမနှစ်ရွယ်သူဆိုတော့လေသူ့မှာကကလေး၅ယောက်အမိဖြစ်၏။ ။ထို့ကြောင့်လေသူလာလင်သူ့နောက်ကကလေးတွေတပြုံးတမကြီးပါလာတတ်သည်။ဆော့သူဟာဆော့၊ကျမသားလေးကိုခြေသူဟာခြေ၊စာအုပ်တွေဖွာသူဟာဖွာဖြင့်သူတို့လာလင် တမျိုးစိတ်ငြိမ်ရပြန်သည်။ဘာမှမချက်ပါဘူးဒေါငယ်လုံနေတာပါ။လာလာအင်ရှိသွားမင်း။ကျမကသူကလေးတွေပေါင်းတင်ကျုံခေါ်ရင်အိမ်ရှိသူမြ мян ထွက်ခဲ့မိ။ခရစ်စတစသူများလာပြလို့အေးကိုလာဆက်ရတာဒီ။တခိုက်ဆဆိုတော့အကုန်လက်မယူချင်ပါဘူး။ရောင်းတဲ့သူကလည်းတခိုက်လုံးယူမှာတဲ့ အင်းနဲ့ကိုနဲ့လက်ပြတ်တထဲစီဆက်ချုပ်ရအောင်။သူကခရစ်လိုင်းကြီးအစိမ်းရင်လေးကိုထုတ်ပြ၏။ဈေးရ38ကျပ်တဲ့လေဟာပြင်းမှ40မဟုတ်လား။ဘလောက်များกว่าလို့လည်းမမြတ်တမ်းရဲ့။ပြီးအင်းနဲ့ဒီအောင်နဲ့လည်းမလိုက်ပါဘူး။လက်ရှိဆိုရင်လည်းမဝယ်နိုင်သေးပါဘူးကွယ်။အိုးကိုတို့ကတော့လိုက်လိုက်မလိုက်လိုက်ဝှက်လိုက်တာပဲ။ကျွတ်ကြတာမှတ်လို့။ပြီးအင်းကြီးဆိုအယောင်ဆုံးမှစိတ်ထင်းကကျဉ်တ်တာ။သူ့ဝါသနာတိုင်းခက်ကြွားကြွားပြောရင်း အဖြူတထဲထဲနဲ့ကျဲနေတော့ကျမကိုလည်းချိတ်လိုက်သေးတယ်။သူ့ယောက်ျားကလာက185ချက်ခန့်ရသည်ဆိုပေမဲ့သူ့မှာတရွန်လုံးကြီးရောင်စုံခရစ်လိုင်းကြီးရောင်စုံဝတ်နိုင်၏။ကျမတို့မှာမောင်းကိုလာကဖြစ်ထောက်ပံ့သော250ခန့်ကိုအိမ်လာကမိကတရင်စာကမောင်းစာအုပ်ဖို့အိမ်စားစရိတ်စသည်ဖြင့်အဝင်ခွင်ကြတပြားမှမပူပေ။ကျမမတောက်တစ်ခေါက်ရေးသောစာမူးကများဖြင့်ဒေါငယ်လာကပေးရသည်။ တခါတရံပို့လျင်အဝတ်ဆောင်ဝယ်သည်။ကျမလည်းအဖို့ရအောင်။တယောက်တည်းကလေးတစ်ဖက်နဲ့မို့အိမ်အလုပ်လည်းမနိုင်မနေမဖြစ်ရအောင်။မောင်ကအိမ်ပေါ်ငါပေးတော်လေ။ထို့အတွက်စရိတ်ကိုမှကျမကပြန်ဖြည့်ပေးရ၏။အေးတို့များကလေးတယောက်တည်းရှိသေးမဝတ်နိုင်မစားနိုင်ရှိလိုက်တာ။ကိုရောများအခုမှကလေးတွေများလာလို့အရင်လင်မယားနှစ်ယောက်တည်းတော့ဆိုအသက်ဆန်းပေါ်ပြီးဟိဆိုခါဟောတင်ရမှာအခုတော့လာကထုတ်ရဆိုဖော့ခရစ်ဝယ်ဝယ်မလို့ အဝိတ္တမဝိနိုင်ရှိရမယ်မစားနိုင်တော့မရှိရပါဘူးမမြတ်တန်ရင်မောင်ကအဝိတ္တအစားဟုတ်ပုံမဲ့တယ်ကောင်းကောင်းစားမှကျန်းမာမှာတဲ့စားဟုတ်ဘူးဆိုလည်းမနှစ်မျောဘူးကျမကပိန်လီသေးကွေးတော့သူကလေးများကိုကြည့်ရင်ပြန်ပြောမိသည်ပြောမိတာပြောရသည်ကျမတို့အယူအဆကသူတို့ဝါဒနဲ့ကိုက်ချင်မှကိုက်လိမ့်မည်ယုံကြည်ချက်ချင်းကလည်းတူသည်မဟုတ်ဝါသနာချင်းကလည်းဘာမျှမဆိုင်အတိချင်းကလည်းတစ်မျိုးစီ ဒီဝင်းကျင်ကြားတွင်အားလုံးနဲ့တက်အောင်နေရသည်ကျမအခက်ခဲဒါဒီအားလုံးမောင်းကိုပြောပြလင်လေလူတွေနဲ့နေဒီလိုပဲပေါ့ဒါအဆမ်းမဟုတ်ဘူးအေးရဲ့ပြဿနာတွေကအသေးအဖွဲပဲမောင်းမှာဒီတဲ့အုံနောက်သုံးစရာလို့ဒီအများကြီးရှိတယ်ဟုပြဿနာတွေကိုသူစီတဲမလားစီရန်တားမြစ်တတ်သည်မောင်းပြောတာဟုတ်သားပဲဒါတွေကအသေးအဖွဲတွေပဲဟုကိုကိုကိုသတိပေးရသည်ကြတော့လေဒီလူတွေကြားထဲမှာကိုပါသေးတဲ့မြုပ်ွယ်သွားမှဆိုမိသည် လူဆိုဒီမှာခက်သည်ပြီးတော့မိမမို့ပို့ဆိုသည်သူများကအတင်းပြောလင်ကိုကပါဝင်ပြောခြင်းဤသူအားပြိုင်နေကိုကပါပြန်ပြိုင်ကြည့်တတ်ဤတို့ကြောင့်လဲမိမပင်မဲ့မိမနဲ့မတူစရာဟုဆုံးမရသည်တို့ဆုံးမနေသည့်ကြားရရပြင် အလွန်ညံ့ဖြင်းသည့်အပြုတ်မှုတစ်ခုကျမပြုတ်မိသည်ကျမအလွန်ရှက်ရွံ့သောရံဖြစ်ခြင်းသည်ခြေရင်းအိမ်မှာမတ်တင်တင်လှန်ကိုတော့ ခအေးအေးနေတဲ့ဖြင့်ကျမခင်သည်။သူမသည်ဟိုအိမ်ဒီရင်ကူရတန်းတာမတွေ့ရ။အော်ကျဲဟစ်ကျဲစကားပြောတာလည်းတစ်ခါမှမကြမိ။ကျမလိုပင်ကလေးတယောက်နဲ့ခအေးအေးနေသူဖြစ်၏။သူကကျမတို့အိမ်မလာတတ်တော့လေကျမကသူ့အိမ်သူကူသွားခြင်းဖြစ်၏။သူ့အိမ်တွင်အချုပ်ဆက်ရှိသောကြောင့်ဖြစ်သည်။ကျမချုပ်လို့သည်။အိမ်ကြီးစားလေးများကိုကန့်ညက်ပြီးအချီလုံးမှယူ၍သူ့အိမ်တွင်သွားချုပ်ရသည်။သူကလည်းကြည်ကြည်ပြူပြူလက်ခံပါသည်။ တော်ဆက်စုအိမ်တွင်ဆက်ရှိတော်လေသူ့အိမ်တို့မူမတော်ဘူးမတင်တင်မှန်ကိုအေးသည်ဟုယူဆခဲ့တော်ကျမသည်အနီးနီးကပ်ကပ်ဆက်ဆံတော်မှ စကားအတော်ပြောတော်မိမဖြစ်ကြောင်းအံ့ဩစွာသိရတော်သည် သူပဲအိမ်မမကူမတန်းတော့လေအိမ်အသေးသေးမှ အတွင်ရေပေါင်းစုံကိုသူသိနေ။သူမမှာအရက်ထဲမှာပစိုးလေးအစကလေးအင်ကြီးလေးအစအချုပ်လက်ခံတတ်သဖြင့်ထိုလ်လူတို့ထံမှာ သတင်းဆောင်စုဆောင်ရမီဟန်တူသည်သူကလည်းပြန်၍မေးတတ်ပြောတတ်ပုံရ၏ဟိုမက်လိုက်တို့ချင်းအင်ကမိမချောလေးဟာလေကျမကဆက်ချုပ်ရင်သူမကကလေးပခက်လွှဲရင်စကားပြောမိကြသည်မမတ်နုလားမဟုတ်ပါဘူးသူကတအိမ်ကျော်ပဲဟာဒီအိမ်နဲ့ကလေးချင်းအင်ကပိန်သေးသေးလေးကိုပြောတာကျမကချင်းရင်ကိုလှမ်းချီမိရဗျရင်ပေါက်မှတိုက်တိုက်ဆိုင်ဆိုင်ထိုအမျိုးသမီးကိုလှမ်းမြင်လိုက်ရ၍မလုံမလဲဖြစ်သွားမိသည် သူ့ယောက်ျားအိမ်မှာမရှိဘူးမတ်လိုင်ကဆက်ပြော၏။နင်မအလုပ်လုပ်လို့လား။ကျမကတစ်ဖက်မှကြားသွားမည်ဆို၍တူတူပြန်မေးရသည်။မတ်တင်လိုင်ကလည်းစကားကိုခက်အေးအေးပြောတတ်သဖြင့်သူ့အတန်ကသိမ့်ကြဲ့ပြီ။သို့တော်သူကလည်းပျော့ပျော့နဲ့နမ်းသောကြောင့်ချီသည်။ဘယ်ကလားနင်မအလုပ်လုပ်ရမှာလဲ။မရငယ်ယူထားတယ်လေ။မရငယ်အိမ်မှာပဲအမြင်နေတာ။သူ့စီတစ်ခါတစ်ခါမှလာတာ။လာရင်လည်းခဏလေး တဆန်တော့မမှန်ပေးတာမဟုတ်ဘူး။အိုးဟုတ်လား။သူ့ကြည့်ရတာချစ်စရာလေးပါ။သူ့အောင်ကြဘာကြောင့်များဒီလိုလုပ်ရပါလဲ။ကျမကတကယ်ပင်မိမချင်းစာနိုင်ပြီးစိတ်မကောင်းစွာပြောမိသည်။အော်အေးအေးရဲ့။လှတာလှတာတခြားသူ့မှာကအယုတ်ကြီးရှိတာ။ဟိုမိမခတ်တောင့်တောင့်ရဲ့။သူပြောလိုက်ပုံကြောင့်ကျမမှရည်ရမလို့လန့်ရမလို့ဖြစ်သွားကမောင်ပြောဘူးသောစကားတခွန်းကိုလည်းသွားတတိယမိ၏။တကယ်များလားဟုစိတ်ပူသွားမိသည်။ အေးအခုတလောသိပ်ပိန်လာတယ်ကျမ်းမကြီးခူးဆိုင်အောင်ပိန်ချစ်ချီလေးနဲ့မလှတော့ရင်မောင်ပစ်သွားမှာထိုစဉ်ကတော့မောင်နောက်ပြောင်ပြောသည်ဟုခူးမထားမီယခုမှအင်းနောက်ကိုရုတ်ကြမသွားအောင်ခူးဆိုင်မှာဟုတွေးလိုက်မိသည်အေးရဲ့မမတ်နှုတ်ကြီးကတော့လေသူ့ယောက်ျောင်းအေးမြင်ဘူးလားဟင်းမမြင်ဘူးခိုးသူ့သားလောက်အရွယ်လေးငငယ်လေးဟာပေါ့အေးရဲ့ဒါကြောင့်သူကလည်းသူ့ကိုယ်သူနှုတ်အောင်အမြဲပြင်ဆင်နေရတာကျမအင်းကြီးချုပ်ပြီးပြန်လာလို့သား ဆက်နေရင်မြင်းမြသတင်းဆုံဆုံကြားရအောင်မြင်မသိချင်။နောက်နှစ်ရက်ခန့်အကြာမမြတန်းနေကျမအိမ်ရှိရင် ထိုင်နေကြရင် ကျမကအိမ်ရှိကြီးမှာရှက်စရာကိုအတင်းညင်းတော့လေမမြတန်းကကျမကောင်းကိုအတင်းဆွဲ၍တန်းရှာပေးနေစဉ်ဒေါ်နုံမှုတယောက်အိမ်မော်တက်လာ၏သူမျက်နှာထားခက်တင်းတင်းမှုကျမစိတ်ထဲတမျိုးဖြစ်သွားမိသည်ထိုင်လိမမနုမထိုင်ပါဘူးပြောစရာရှိလို့ကျမကအံ့အားတင့်နေစဉ်သူအပြင်ဆက်ပြော၏ လက်တစ်ဖက်ကိုလည်းခါပြင်ထောက်ထားလိုက်သည်သည်လက်ညိုးတငေါင်းငေါင်းမထိုးယုံတမင်ဒီမင်းအေးရပြောတယ်ဆိုနုနုတူလောက်သားလောက်ရွယ်လင်းလုံနေတဲ့မိန်းမလို့ရုပ်တရက်ကျမဘာပြန်ပြောရမည်မသိမနေ့တနေ့ကမှရက်ွက်ထဲပြောင်းလာပြီးဒီလိုဆွမ်းနေလို့တော့ဘယ်ရနိုင်မလဲနုနုတို့ကဒီမှကိုပိုင်အိမ်နဲ့မြင်းနဲ့အခြေတကြနေကြတာမလို့တမသဘုတ်လေးလွင်မပြောပါနဲ့ကိုနဲ့မဆိုင်တာကို့ဘာသာအေးအေးနေဖို့အေးနုနုတို့ကြောင့်မတိသေးလို့ထင်တယ်ဟင်းဟင်း နေပါဦးမမအဲ့နုနုရဲ့အီးရနုနုတို့ကြောင့်ဘာမှတည်တာမဟုတ်ပါဘူးမလန်ရပြောပြရင်စကားဆက်မိလို့တူလားတားလားထင်မိတယ်လို့ပြောမိတာအေးထင်တာကိုအမှန်တိုင်းပြောတာဘာဖြစ်တယ်လဲပထမကအေးစစ်စစ်ပြောမိစိတ်ကူးတော်လေပြောရင်ဒေါ်လတာဖြစ်လာတဲ့ဖြင့်ရန်တွေ့တယ်လို့အော်ပြောမိသည်မမြတန်းကလည်းမခံချင်းဟန်ဖြင့်ဝင်ပြော၏အိုးပြောပြောပြောတယ်ပေါ့ဘာဖြစ်သေးလဲဟုတ်တာပြောတဲ့ဥစ္စာ တိနောက်တွင်ရံပွဲသည်ဒေါ်နုနုနှင့်မမြတန်တွင်ရံပွဲဖြစ်သွားတော့သည်ဘယ်တော့မှမျက်မုံးကျိုးနေကြသည်မသိငယ်ချိုးငယ်နာတွေဖော်၍អော်ကြားဟစ်ကြတော့သည်တစ်ဖက်အိမ်မှာမတ်လိုက်သည်မျက်စိအပြူးသားနှင့်ကြည့်နေဒေါ်ဆတ်စုကလည်းလာရောက်ဖြန့်ပြေးသည်သူ့ယောက်ျားမယင်ငယ်ယူသည်ဆိုသောအမျိုးသမီးကမျက်ထောက်နေနေဖြင့်အိမ်ရှိမှလာရက်ကြည့်နေသည်ကိုလည်းတွေ့လိုက်ရသည်နောက်မှတိလိုက်ရသည်မှာ ထိုအမျိုးသမီးကကျမနဲ့မတ်လိုက်ပြောသမျှကိုနားပါပါနဲ့ခြောက်နားထောင်ပြီးတစ်ဖက်မှဒေါ်နုနုကိုလွှတ်လိုက်ချင်းသည်ရှက်တယ်တိတ်ရှက်တယ်မနေချင်ဘူးဒီရက်ကွက်မှာမနေချင်တော့ဘူးလူညံ့နေကြတဲ့မှာနေရတာကိုပါလူညံ့ဖြစ်ရတယ်တသက်နဲ့တကူရန်ဖြစ်ဘူးတာမဟုတ်အခုတော့ရှက်စရာထိုနေ့မှစ၍မောင်ပြန်လာတိုင်းကျမရဲ့တွတ်တွတ်ညင်းညူတဲ့မင်းဖြစ်သည် မောင်နောက်နေ့မနေ့အလုံးမသွားမီအထည် ကျမသည်အိမ်ပြောင်းရန်အိမ်ရှာဖို့အကြောင်းကိုလည်းအမြဲနားပူနေမိ၏။တခါတည်းကမောင်ကစိတ်မရှိ၍ပြန်អော်လင်းလင်မယားကတော့ကဆာဖြစ်ရသည်သည်။ယခုတလောမောင်သည်ညနေနောက်ကျမှပြန်လာတတ်တော့၍မနှက်အစော်ကြီးပြန်ထွက်သွားလေးရှိ။ကျမငုနဆာလုပ်၍ဟုသိတော်လေကျမကမလျှော့။အိမ်ထက်ရှာရန်မောင်ကိုနားပူမည်ပူနေ၏။ဒီအိမ်ကအိမ်နာကဈေးကြီးတယ်။ နှွေဆိုရင်မိကြောက်ရသည်စသဖြင့်လေအချောင်းမျိုးမျိုးပြ၏ကြာတော့မရစကားပါ၍ပဲလားနားဘူးမခံနိုင်၍ပဲလားမသိအိမ်ပြောင်းမည်ဟုမောင်ကပြောလာတော့သည်ဒီခုပြောင်းရသည့်အိမ်ကမြို့လေကောင်မဟုတ်တော့လေမြို့နှင့်နေသောနေရအိမ်ကလည်းတိုက်ခန့်အိမ်တီးသန့်ကန်ဖြစ်၏ကို့အိမ်တကားကို့ပိတ်၍တီးချနေနိုင်၏ဘာပဲဖြစ်ဖြစ်အိမ်ပြောင်းလိုက်ရပြီကျမပြောလိုက်သည်ဖြစ်ချင်း ။ယခုအိမ်တွင်မောင်းလှုပ်သွားလျင်အိမ်တကားပိတ်၍ကျမတို့သားမီးနှစ်ယောက်တည်းနေလိုက်။ဒေါငယ်ကလည်းမြောင်းများရှိသူ့သမီးထံတွင်သွားလည်နေသည်။သားကတော့အိမ်လည်းမထွက်ရသဖြင့်ပြင်းနေဟန်တူ၏။ကျမနားသာအမြဲကပ်နေ၏။ယခင်အိမ်တွင်တော့အိမ်နီးနားချင်းများကအထူးသဖြင့်ဒေါ်ဆတ်စုကကူညီထိမ့်ပေး၍တားဤတာဝန်မှာကျမမှမရှိလား။ယခုတော့ကျမမှစာရေးဖို့ဝေးစွာအိမ်အလုပ်ပင်ကောင်းကောင်းမလုပ်ရတော့ချီ။ နေ့စဉ်မောင်အလုံးမသွားခင်ဈေးသို့ပြေးသွားနေရသည် ယခုအိမ်နီးနားချင်းနေရာတော့ဖြင့်ကလေးအပ်ထားခဲ့လို့လဲစိတ်ချရမည်ပုံမပေါ်ကြီးကျမတို့ကလည်းလုံးဝစိတ်ဝင်စားဖို့မရှိကြီးဒီတခါတော့ခက်တီတီနေမည်ဟုကျမကြုံးဝါထားတော့လဲသူတို့ကကျမထက်ဆဲဆာတင်းနေသည်အိမ်ပြောင်းကာစာတဲကြချာချစင်ကားပင်မြည်သူမျှပြူရွေးပင်မကြီးအနေကြလာသည့်အတိုင်းမြည်သူနှင်းမှနှုတ်မဆက်ဘူးသည်ကြီး လမ်းတွေးလှင်လဲခတ်တီတီမသိတလို့သာပင်တနေ့နေ့လေဖက်ကျမမှာရုတ်တရက်ကိုပူ၍နေမကောင်းဖြစ်လာမိပြီတယောက်ထဲကလေးရလဲတစ်ဖက်နှင်းမှုမောင်ဖုန်းဆက်ခေါ်မဟုတယ်လီဖုန်းရှိရာစဉ်းစားတော့လေအများသောဖုန်းကအနီးနားတွေမရှိကြည်တစ်ဖက်ခန်းမှာတော့တယ်လီဖုန်းရှိဟန်တူသည်ကျမတစ်ဖက်ခန်းကိုလူခေါ်ဘဲလေးနှိပ်လိုက်စဉ်အထဲမှာချောင်းကြည့်ပြီးတကားတော့ဖွင့်ပေးပါသည် အရေးကြီးလို့ဆက်ရသည့်အကြောင်းကျမကတောင်းတောင်းပန်ပန်ပြောလိုက်တော့လေအင်းရှင်အတော်ကြီးကရုတ်တရက်စကားမပြန်မဲအကြောင်းသားပြန်ကြည့်နေကျမကဘာလို့ရမှန်းမသိရှက်တလို့ဖြစ်သွားမိသည်အတန်ကြာမှဆက်လီဟုစိတ်မပါတော့ပါဖြစ်သည်ရောင်းမိလက်ဆမှုဖုန်းကိုမြ мян ပြောပြီးလူရမယ့်ရူလာတော့မက်ဆီတစီကိုလေထားခဲ့ရကောင်းလို့လို့ဖြစ်မိသည်သည် နောက်ဆုံးကျေးဇူးတင်ပါတယ်ဟုသောစကားတခွန်းကိုသာခက်ယူယူပြော၍ပြန်ထွက်လာရာ နောက်မှတန်တကားကိုခတ်ဆောင်ဆောင်ဆွဲပိတ်လိုက်တဲ့ကိုစိတ်မချမ်းသာစွာကြားလိုက်ရသည်ဒီနေရာရောက်မှကျမအလွန်ညင်းဝေးလာမိသည်မမြတန်းကိုလည်းအောင့်မေ့တယ်လို့လူရှိသည်ဘာပဲဖြစ်ဖြစ်နေမကောင်းမှုဆိုရင်ပြပြတလဲလာပြုစုပေါ်ရ၏ဒေါ်ဆတ်စုကြီးသည်ပင်စံပြုတ်တစ်ခွက်တော်လာတိုက်တက်သည်သည်ယခုတော့ကျမမှာဖော်မဲ့နေရကြည်သည် ကလေးတစ်ဖက်နဲ့အပြင်လက်မထွက်တတ်သောကျမဖို့အခြားသွားစရာလမ်းမရှိ အလှအတန်းတာရေးနာရေးလည်းမြည်သူမျှလာမဖိတ်ချေတလုံးဝအဖို့ဓာတ်တွင်အခန့်ပွဲတစ်ခုခုလှုပ်ဟန်တူ၏ကာကြီးကားငယ်တွေလာလိုက်ကြသည်မှာကျမတို့အိမ်ရှိပြီပြည့်ကျက်သွား၏စားကြတောက်ကြပျော်ကြသည်ခါလေညနေတကောင်တိုင်ပင်မြည်သည့်အထိတ်မှတ်ပွဲကိုမြည်သူတွေကကျင်းပသည်ဟုပင်ကျမတို့မသိကြတင်းင်းတွင်နေမောင်းအလုံးမတောင်းရရည် ကျမတို့သားမိသုံးယောက်အေးလူလူထိုင်နေကြစဉ်လူခော်ဘဲကိုတအားနှိပ်လိုက်တောင်ကိုကြားရ၏တကားဖွင့်လိုက်ရင်တောမှ ကျမ၏ဒေါ်ကြီးတော်သူဒေါ်ကြီးကသူ့ထုံးစံအတိုင်းစကားကိုအော်ကြီးဟစ်ကျဲပြောဆိုလင်းဝင်လာတော့သည်တကယ်တည်းတော့ညီတို့အိမ်ရှာရတာလေခစ်ပြက်ကြီးလူပြောက်ရှာရတာကြနေတာပဲငါကလည်းအိမ်နဘက်မိသွားလို့အောင်တပြေစာအုပ်တိုက်ကဥမမောင်အိမ်လိုလိုက်မိတာဘသူမှမသိဘူးတဲ့ဤငါအံ့ဩတာညီတို့ဟိုဘက်ခန်းကတော့မသိဘူးတဲ့ အဲ့ရောမီးတဲ့သူကတော့စားတော့ဝါတော့မလို့ပြန်ကြည့်လိုက်သေးတယ်တကတဲ့ဒေါ်ကြီးကသူ့ထုံးစံအတိုင်းတကတဲ့ဟူသောစကားကိုသုံး၍သုံးပြီးပြောနေ၏နေပါအောင်ဒါနဲ့အရင်အင်းကဘာဖြစ်လို့လဲအရင်အင်းကလားဟိုအင်းအခုအင်းကပိုကောင်းလို့ပေါ့ဒေါ်ကြီးရဲ့ရက်ွက်ကလည်းဒီဟာပိုကောင်းတယ်လေခိုမာကရက်ွက်ကလည်းဆက်ဆက်ဆူဆူရှုပ်ရှုပ်ရှက်ရှက်နဲ့ရန်ဖြစ်ကြပါကြနဲ့စိတ်ရှုပ်လို့မနေချင်တာနဲ့အမလေးတော့တကယ်တည်းဒီလိုပဲပေါ့ တယောက်နဲ့တယောက်အခက်မသိရင်ဖြစ်တာပါပဲပြီးတော့ရင်းနေနေရိုင်းပင်းကူညီလို့အရေးရှင်အားလဲကိုရသေးတယ်အခုနေရာအဖြစ်တခတ်တည်းတယောက်နဲ့တယောက်ဟိုဘက်ဒီဘက်အင်ဂျင်ကတ်နေတာတော့အတိလို့ဖို့မရဒါမျိုးတွေပေါ့မြို့လေကောင်နေခင်းကြောင်တော့လူတက်မှုတွေဓမြမှုတွေဖြစ်လို့တော့ဘသူမှမသိတာကြောက်စရာ ਈ တခတ်တည်းတော်ကြီးကပြောရင်မောင်ဖက်တို့လည်းလှဲ့ပြီးကျမကိုမင်းငေါ်ပြကပြောလိုက်သေးတယ်။သူအဖြစ်ဒီလိုပါပဲ ဟိုမှာမနေခြင်းမူဒီမှာမနေခြင်းမူနဲ့အတော်ကြီးထူတဲ့ကောင်မကျမကဘာမျှပြန်မပြောမီတကယ်တော့နောက်ထပ်ဘယ်လိုနေရာမျိုးမှာနေခြင်းပါသည်ဟုကြီးထူရမည်ကိုပင် ကျမမသိတော့ပါကြီးအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe လေးလုပ်ပေးပါဦးနော် 那对面，那等眼前美水如会被我们着眼看马瑞斯，接受这马瑞斯。<noise>